သာသနာတော်နှစ်2568ခုနှစ်မြန်မာတက္ကရာ1386ခုနှစ်နေုံလာပြီကျော်9ရက်နေ့ခရစ်နှစ်2024ခုနှစ်ဇွန်လ28ရက်နေ့တောက်ကြနေ့မှာ ရန်ကုန်တိဒါကျပန်မြို့နယ်မကွေးပတနာတရားစင်နယ်လုံငန်းစဉ်ပြန်ပွားရေးဖွဲ့ချုပ်ခြင်းမှာကျင်းပပြုလုပ်အပ်တဲ့ဓမ္မသဘင်ပွဲခြင်းမှာဒုတိယမြောင်းနေ့အဖြစ်ပဋိစ္စသမုပ္ပတရားတော်များကျေးဇူးပြုပေးမှာဖြစ်ပါတယ်ပဋိစ္စသမုပ္ပတရားတော်များမဟောကြကြမိမနာကြကြမိမှာ တရားပိုင်ရှင်ဖြစ်တော်မူသောမြတ်စွာဘုရားသခင်ကရုဏာကြီးအားနမောတတသုံးကျင်ရွတ်ဆို၍ပူဇော်ကြပါကုန်သောနမော နမောတသဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓသာမုလနပြအစရှိသောလင်္ကာများကိုရွတ်ဆုပ်ပြီးတော့လည်းပဲမဟုတ်ဆရာတော်ဘုရားကြီးရဲ့ဉာဏ်တော်အပူဇော်ကြရအောင်မုလနပြသစ္စာနာကိုဧကုအလွာအင်္ဂါ၃၂ပါး တရားဝန်များနဲ့သောမရစတရားမူလာဘုသောဝါနဲ့ကာလလုံးမြာချင်းရနေစေဒီရှိတွေကိုအလွယ်ကျမ်းမသိစေအပ်သည်အန္တရာမအကြောင်းဒီအဝိဇ္ဇာနဲ့တဏှာရေခံ ပင်မမြာမျိုးမပင်အမြင့်မပြတ်ဆက်ဆက်ပြီဟံကံကြောင့်နာယုံနာယုံကြောင့်ကံအဘမစိတ္တံဤတယောမြမတကြသတိညာ ြောင်းရင်းကြောင့်ဒုနာများစွာသတ္တဝါတို့ရှင်းလာရမှုမဟုတ်ဟုမြတ်ပြည့်စုံမြောယောဂီမန္တရကောင်တို့ ဒုက္ခချုပ်ရာနိဗ္ဗာန်ချမ်းသာရခြင်းနဲ့ဆိုရင်တခြားအကျင့်ရမှာလားသစ္စာအကျင့်ရမှာလားသစ္စာအကျင့်ရမှာလားသစ္စာအကျင့်ဆိုတာတခြားလားဝိပဿနာလားဝိပဿနာတရားအလုံးအာထုတ်ကြတော့မယ်ဆိုရင်ဝိပဿနာကအာကောင်းတဲ့ဘလဘဝိပဿနာရှိတယ်အာနေတဲ့ဒုဗလဝိပဿနာရှိတယ် အဲ့ဒီနှစ်မျိုးထဲမှာအာကောင်တဲ့ဘလဝဝိပဿနာ ဖြစ်အောင်မကြိုးစားရမှလားကြိုးစားရမှလားအာကောင်တဲ့ဘလဝဝိပဿနာဖြစ်ဖို့ဆိုလို့ရှိရင်နောက်ကအမြင့်တန်းပြီးတော့ပါလာခဲ့တဲ့ဒိဋ္ဌိကိလေသာကိုမပယ်တတ်ရမှလားမပယ်တတ်ရမှလားပယ်တတ်ရမယ်နော်ဒိဋ္ဌိဆိုတာတခြားလားအမှန်မြင်လားဉာဏ်ဆိုတာကတခြားလားအမှန်မြင်လား ဝိပဿနာဉာဏ်ကအမှန်မြင်ဒိဋ္ဌိကအမှန်မြင်အမှန်မြင်ဒိဋ္ဌိရှိနေသည့်အတွက်အမှန်မြင်ဆိုတဲ့ဝိပဿနာကအပြည့်ဝအင်အားဖြစ်မလာဘူးဘာဖြစ်လို့အမှန်မြင်ဆိုတဲ့ဒိဋ္ဌိကကပ်ပြီးတော့ပါလာလို့ဘာဖြစ်လို့လဲအမှန်မြင်ဆိုတဲ့ဒိဋ္ဌိ ကပ်ပလာသည့်အတွေ့အမှန်မြင်ဆိုတဲ့ဉာဏ်ကအင်အားချုပ်တဲ့တော့ပါတယ်ဒါကြောင့်မလို့ဘာဖြစ်လို့ဘလဝဝိပဿနာ မဖြစ်တယ်လဲဆိုရင် အမှားမြင်ဒိဋ္ဌိကပ်ပါလာလို့ဘာဖြစ်လို့ပါလဲဟုတ်ပြီနော်အကောင်းတဲ့ဘလဝဝိပဿနာဖြစ်စီကျင်းပါတယ်ဆိုရင် ကပ်ပါလာတဲ့ဒိဋ္ဌိကိုဒီတိုင်းထားရမလားဖယ်ရှားခဲ့ရမလားမဖယ်ရှားရင်ဉာဏ်တော့ဖြစ်မဲ့ဝိပဿနာလည်းဖြစ်နိုင်တယ်ဒါပေမဲ့လို့လည်းပဲအဲ့ဒီဝိပဿနာသည်ဒိဋ္ဌိဆိုတဲ့နောက်ကအရေးပါနေသည့်အတွေ့အာနေတဲ့ဝိပဿနာပဲဖြစ်ပါလိမ့်မယ်အာကောင်းတဲ့ဝိပဿနာမဖြစ်နိုင်ပါဘူးဒါဖြင့် အာကောင်းတဲ့ဝိပဿနာဖြစ်ဖို့ဆိုရင်ဘုန်းတော်ပရိသတ်တွေကနောက်ကပါလာခဲ့တဲ့ဒိဋ္ဌိဆိုတဲ့တရားကိုမဖယ်ရှားကြရမှာလားဖယ်ရှားကြရမှာလားအာကနောက်ကပါလာခဲ့တဲ့ဒိဋ္ဌိဆိုတဲ့အမှားမြေကိဋ္ဌာကိုဘာနဲ့ဖယ်ရှားမလဲဆိုလို့ရှိရင်တော့ဘုန်းကြီးတို့ပရိညာ၃ပါးရှိပါတယ်ညတာပရိညာရဲ့ဒိဋ္ဌနာပရိညာရဲ့ဘာဟနာပရိညာရဲ့နော် ညတပရိညာကတရားနာတဲ့ကိစ္စတရားနာခြင်းဖြင့်ရရှိတဲ့ပရိညာจิตနာပရိညာကကိုယ်တိုင်ကြိုးစားလို့ဖြစ်လာတဲ့ပရိညာပါဏပရိညာကကိလေသာကိုပယ်တတ်တဲ့ပရိညာကိလေသာကိုပယ်တတ်တာကပါဏပရိညာဖြစ်မှကိလေသာကိုပယ်တတ်နိုင်ပါလေ အဲ့ဒီပါဏပရိညာဖြစ်ဖို့ကိလေသာကိုပယ်တတ်ဖို့ဆိုတာကလည်းပဲအာကောင်းတဲ့ဝိပဿနာအဖြစ်မှကိလေသာကိုပယ်တတ်နိုင်တာဖြစ်ပါတယ်နော်အဲ့ဒီတော့နောက်ဆုံးပရိညာကတခြားလားကိလေသာပယ်တတ်တဲ့ပရိညာလားအဲ့ဒီကိလေသာပယ်တတ်တဲ့ပရိညာဖြစ်ဖို့အတွက်ကအာနိယမလားအာကောင်းရမလားဟုတ်ပြီဒါဖြစ်ရင် အာကောင်းတဲ့ပရိညာအာကောင်းတဲ့ဝိပဿနာအာကောင်းတဲ့ဉာဏ်ဘလဝဝိပဿနာဖြစ်ဖို့ဆိုရင်တဲ့သူရှိမှဘာပရိညာရှိလဲတိရဏပရိညာရှိတယ်ဘာပရိညာရှိလဲအဲ့ဒါတိရဏပရိညာအဆင့်မှာကိုယ်တရားရှုမှတ်ပြီးတော့ဒိဋ္ဌိကိလေသာကိုဖယ်ရှားဖို့မလိုဘူးလားလို့လားဟုတ်ပြီเนาะတိရဏပရိညာနဲ့ကိလေသာကိုဖယ်ရှား တိရဏပရိညာနဲ့ခရိတာကိုမဖေရှားနိုင်ဘူးဆိုရင်ဘာနာပရိညာအစင်မှာဒီခရိတာဘလို့မှတတ်လို့မရဘူး။ဘာဖြစ်လို့တော့ခရိတာအမြင့်တန်းနေတဲ့အတွက်အာကောင်တဲ့ဘလဘဝိပဿနာမဖြစ်ဘူး။အာကောင်တဲ့ဘလဘဝိပဿနာမဖြစ်လို့လည်းပဲခရိတာကိုတကယ်မပယ်တတ်နိုင်တာပေါ့နော်။ အဲဒါကြောင့်မလို့အာကောင်းတဲ့ဝိပဿနာဖြစ်မှာကိလေသာပယ်တတ်မယ်။အာကောင်းတဲ့ဝိပဿနာဖြစ်ဖို့ဒိဋ္ဌိဖယ်ရှားရမယ်။ဒိဋ္ဌိဖယ်ရှားတဲ့အလောက်ကအနိကအလောက်ကတိရဏပရိညာဟုတ်ပြီ။တိရဏပရိညာဆိုတာတခြားလားကိုရင်တရားရှုမှတ်ပြီးတော့ကိလေသာဖယ်ရှားတာလား။ကိုရင်တရားရှုမှတ်ပြီးတော့ကိလေသာကိုဖယ်ရှားတဲ့အလောက်ကိုတိရဏပရိညာလို့မခေါ်ဘူးလားခေါ်လား။ဟုတ်ပါပြီ။ဟုတ်ပြီနော်ဒါလေးကိုမမေ့ပါနဲ့။ ဟုတ်ပြီတိရဏပညာသရတရားလားကိုယ်တိုင်တရားရှုတဲ့အလုပ်လားကိုယ်တိုင်တရားရှုဖို့ဆိုရင်ရှုဖို့ရှုနေသိထားဖို့မလိုဘူးလားလို့လားရှုဖို့ရှုနေသိဖို့ကတရားအာကိုရမှာလားညာတပညာအာကိုရမှာလားဟုတ်ပြီတိရဏပညာနဲ့တရားရှုတဲ့အခါကျတော့ဒီတိုင်းရှုရမှာလားဒီတိဖြုတ်ရှုရမှာလားဒီတိဖြုတ်ရှုရမယ်လို့ ဘလိုနည်းနဲ့သိနိုင်မလဲညာတပညာနည်းနဲ့တရားနာပြီးတော့သိထားရမှာ ဖြစ်ပါတယ်เนาะဒီတော့ညာတပညာနည်းနဲ့တရားနာထားမှညာတပညာနည်းနဲ့ဒိဋ္ဌိဖြုတ်ရမယ်လို့သိထားမှတိရဏပညာမှာလက်တွေ့ဒိဋ္ဌိဖြုတ်လို့ရမှာပေါ့တိရဏပညာမှာလက်တွေ့ဒိဋ္ဌိဖြုတ်နိုင်မှဘာနာပညာမှာအာကောင်းတဲ့ဝိပဿနာဖြစ်မှာပေါ့အာကောင်းတဲ့ဝိပဿနာဖြစ်မှာလည်းပဲနောက်ဆုံးဘာနာပညာအနေနဲ့ကိလေသာကို ပယ်တတ်နိုင်မှာပေါ့နော်အဲ့ဒါကြောင့်မလို့ကိရိတာပယ်ဖို့အတွက်အာဂဏဝိပဿနာဖြစ်ဖို့လိုတယ်အာဂဏဝိပဿနာဖြစ်ဖို့အတွက်ဒိဋ္ဌိမပါဖို့လိုတယ်ဒိဋ္ဌိမပါအောင်ဘယ်အချိန်ကနေ ဖြတ်ချခဲ့ရမှာလဲတိရဏပရိညာမှာ ဖြတ်ချဟုတ်ပြီတိရဏပရိညာမှာဖြတ်ချဖို့ဆိုလို့ရှိရင်လည်းပဲဖြတ်ပုံဖြန်ဤမသိဘဲနဲ့ဖြတ်နိုင်ပါမလားဖြတ်ပုံဖြန်ဤ သိအောင်ကြိုးစားတဲ့အလောက်ကတခြားလားညာတပရိညာလားအဲ့ဒါကြောင့်မလို့ညာတပရိညာနဲ့တရားနာပြီးတော့ဒိဋ္ဌိဖြုတ်တယ်ဒိဋ္ဌိဖြုတ်တယ်ဆိုတာအမှန်ကဒိဋ္ဌိတကယ်ပြုတ်တာမဟုတ်သေးပါဘူးဒိဋ္ဌိပြုတ်အောင်ဒိဋ္ဌိဖြုတ်ပြီးတော့ရှုဖို့ရှုနည်းကိုသင်ပေးလိုက်တာပါဟုတ်တယ်မလားညာတပရိညာဆိုတာဒိဋ္ဌိပြုတ်သွားတာလားဒိဋ္ဌိပြုတ်အောင်သင်ပေးလိုက်တာလား ိဋ္ဌိပြုတ်အောင်သင်ပေးလိုက်တာပါတိရဏပရိညာမှာလက်တွေ့ရှုမှာခန္ဓာကိုယ်ဉာဏ်နဲ့ကြည့်မှာတကယ်မပြုတ်ဘူးလားပြုတ်လားအဲ့ဒီပြုတ်တဲ့ကိရိတာကတမျိုးနော်ဒါကနောက်ပါနောက်ကြပြုတ်ပါမယ်ဉာဏ်ဒီပိုင်းမှာပြုတ်ပါမယ်အဲ့ဒီမှာဒိဋ္ဌိပြုတ်တဲ့အခါကျတော့မှာအာဂဏဝိပဿနာဖြစ်တဲ့အာဂဏဝိပဿနာဖြစ်တော့မှာနောက်ဆုံးကြံတဲ့ကိရိတာကိုပါဏပညာဆင်းနဲ့ပယ်သရမှာပါနော် အဲ့ဒီတော့ကနေ့ဘုန်းကြီးတို့ပြိဋ္ဌတ်ကလက်တွေ့ဝိပဿနာရှုတာကဘာပရိညာဝိပဿနာရှုတာအောင်သင်ပေးတာကဘာပရိညာညာတာပရိညာဖြစ်ဖို့ဆိုလို့ရှိရင်အဲ့ဒီညာတာပရိညာမှာဘယ်လိုရှုရမလဲဘယ်လိုမှတ်ရမလဲခန္ဓာစိတ်ကိုသိအောင်ဘယ်လိုကြိုးစားရမလဲဆိုတဲ့နေရာ မှာ ခန္ဓာစိတ်သိဖို့ရန်အတွက် ရိစ္သမုပ္ပနီးနဲ့ခန္ဓာစိတ်သိအောင်မကြိုးစားရမှားလားကြိုးစားရမှာလားဒါလို့ဆိုရင်ပရိစ္ဆသမုပ္ပန်ကိုလေးလာနေခြင်းတခြားသိဖို့လားခန္ဓာစိတ်ကိုသိဖို့လားဒီလိုမှန်နော်ဒီလိုမှန်နော်ဟုတ်တယ်မလားဟိုဘုန်းကြီးတို့ပရိသတ်တွေအနေနဲ့တရားသိစဉ်ကြားရကြားစဉ်မှတ်ရုံမှတ်စဉ်ကတော့ပရိစ္ဆသမုပ္ပန်နားလည်ရင်ဒီဒီပြုတ်တယ်လို့ဒီလိုနားလည်နေကြတာကို နော်ဒါကဘုန်းကြီးကပရိစ္ဆသမုပ္ပါနာလဲယုံတယ်တိတိမပြောသေးပါဘူးပရိစ္ဆသမုပ္ပါနာလဲတာကညာတပညာနည်းနဲ့သိယုံပဲဟောပြပေးနေခြင်းဖြစ်တယ်တကယ်ဒိဋ္ဌိပြုတ်ဖို့ကညာတပညာရဲ့နောက်မှာတိရဏပညာရှိပါသေးတယ်လို့သိစေခြင်းလို့ဘုန်းကြီးကအခြေခံခဲ့တာပါနော်ဘလဝိပဒနာဖြစ်ခြင်းရင် ဒိဋ္ဌိဖြုတ်ဒိဋ္ဌိဖြုတ်ခြင်းရဲ့ပရိစ္ဆသမုပ္ပါနားလဲအောင်လို့ဆိုတော့ပရိစ္ဆသမုပ္ပါနားလဲရုံနဲ့ဒိဋ္ဌိပြုတ်နေပြီတို့ဘလဝဝိပဒနာဖြစ်ပြီဆိုပြီးတော့ပရိစ္ဆသမုပ္ပါကိုပဲအသက်တန်လေးလာပြီးတော့ညတိရဏပညာဆိုတဲ့တရားရှုဖို့ကိုအဲ့ဒီကွယ်လကို မဖြည့်ဘဲနဲ့ကိုယ့်ကိုယ်ကိုအထင်ကြီးနေတဲ့ယောဂီတွေတွေးလို့တွေးရလေရှိလို့ခွန်ကြီးတို့ကဒီစကားပြောတာပါဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ညတာပညာလည်းအရေးကြီးတယ်မှန်တယ် ဒါပေမဲ့ညတ္တပရိညာနဲ့ပဟာနာပရိညာကြာမှာဘာပရိညာရှိလဲအဲတိရဏပရိညာရဲ့အလောက်ကဘယ်လိုလုပ်ရမလဲလို့လဲယောဂီတို့လုပ်ရမယ်အလောနော်အဲ့ဒါယောဂီတို့ကကိုလုပ်ရမယ်လို့ကြတော့ကိုမေ့နေတယ်ညတ္တပရိညာနေနဲ့ဟာဘယ်ဆရာစီသွားရင်ဘယ်လိုဟောမလဲဘယ်ဆရာလာရင်ဘယ်လိုဟောမလဲဘယ်ဆရာတရားနာရင်တို့ဘယ်လိုအဆင်ပြေမှာပဲဆိုပြီးတော့ညတ္တပရိညာလောက်ကိုအားကိုးပြီးတော့နေကြတာများပါတယ် ကိုယ်တရားရှုမှတ်ရမယ်ဒိဋ္ဌနာပညာကြတော့မေ့ထားကြတာများပါတယ်အဓိကကတော့ညာတပညာလည်းနော်အရေးကြီးတယ်လို့ဒိဋ္ဌနာပညာလည်းအရေးကြီးပါတယ်နော်နှစ်ခုလုံးအရေးကြီးတာကြီးပါပဲညာတပညာဘက်ကအရေးကြီးတာကညာတပညာအရေးကြီးတာကဘယ်လိုဘက်ကအရေးကြီးတာလဲဆရာဘက်ကအရေးကြီးတာဒိဋ္ဌနာပညာအရေးကြီးတာကဘယ်လိုဘက်ကအရေးကြီးတာလဲယောဂိဘက်ကအရေးကြီးတာဆရာတကညင်ရွတ်စွာအညီမြတ် နော်ကျင့်သုံးကြမှသာလည်းယင်ဘုန်းကြီးတို့ယောဂီတွေရဲ့နိဗ္ဗာန်အကြောင်းခရီးသည်ဖြောင်းပေါက်တန်တန်ဖြစ်မှာပါနော်အဲဒါကြောင့်မလို့ဘုန်းကြီးတို့ကညာတာပညာနည်းနဲ့သင်ပေးမယ်မပြည့်စုံသေးပါဘူးပြည့်စုံအောင်မလုပ်ရမလဲယောဂီတို့ကတည်တနာပညာနဲ့ရှုမှတ်ရမှာ ဖြစ်ပါတယ်လို့ဒါလေးကိုဘုန်းကြီးတို့ပရိသသမုပ္ပကန္တမှာကြိုတင်ပြီးတော့ပြောပါတယ်နော်ဟုတ်ပြီဒီလိုဆိုတော့ ရိသသမုပ္ပါဒ်သင်ပေးတဲ့အခါကျတော့သဘောဆရာကလေးကိုကြည်လိုက်မယ်ဆိုရင်ကြည်တော်ရှင်မောဂုဆရာတော်ဘုရားကြီးပရိသသမုပ္ပါဒ်သဘောဒေသနာလဲပုံပြတ်ပုံဒီလိုရေးထားပါတယ်နော်ရှင်းတော်ကတော့ဘုန်းကြီးတို့လဲပုံဖြတ်ပုံလို့ရှင်းတော်ကဒီလိုရေးတယ်နောက်ပိုင်းဘုန်းကြီးတို့ဆွေးနွေးကြည့်တဲ့အခါကျတော့လဲပုံဖြတ်ပုံနဲ့စာရင်လဲပုံပြတ်ပုံကပုံပြတဲ့သဘောပါကြတယ်လို့အဲ့ဒီလို့ ယူဆပြီးတော့လေပုံပြတ်ပုံလို့ပြင်ထတာဖြစ်ပါတယ်။အဲဒီတမှာမြားကလေးတွေရှိတဲ့အနီလေးတွေစိမ့်လေးတွေပြားလေးတွေအဝါလေးတွေဒါတွေကတော့ဘုန်းကြီးတို့ကျေတဝန်မပြောတော့ပါဘူး။ဒါတွေကနော်သင်္ဍတ္တခါစယောဂီသိမြအတွက်သာလိုအပ်တာပါ။ဘုန်းကြီးတို့မောဂဝိပဿနာအဖွဲ့ချုပ်ကြီးမှလာပြီးတော့တရားရှုနေတဲ့ယောဂီများအတွက်ကတော့ဒါတွေကသိကြည့်အဓိကမကြတော့ပါဘူးနော်။တရားရှုမှခါစယောဂီအသစ်တွေကို ဘုရားနေတဲ့သင်္นานမှာတော့လိုအပ်ပါတယ်ဒီနေရာမှာတော့မလိုအပ်ဘူးလို့ထင်လို့ခွန်ကြီးတို့ကြောလိုက်ပါမယ်အဲ့ဒီတော့နံပါတ်၁စာမျက်နှာမှာမူလနဲ့ဖြာလင်္ကာရှိပါတယ်မူလနဲ့ဖြာလင်္ကာကဘာကို ပြတယ်လဲဆိုရင်တန်တရာမလွတ်ကြောင်းတည်ဆိုတော့တန်တရာလွတ်အောင်เนาะတန်တရာလွတ်ကြောင်းဖြစ်တဲ့တရားကို ပြပါတယ်တန်တရာလွတ်ကြောင်းဖြစ်တဲ့တရားကို ပြပါတယ်ဟုတ်ပြီ တန်တရာလက်ကြောင်းပြတဲ့တရားဆိုတော့တန်တရာမှလွတ်ဖွယ်ရန်အတွက်မလုပ်ရမလဲတဲ့ပရိသတ် သမုတ်ပတ်လေ့လာရမှာပေါ့ပရိသတ်သမုတ်ပတ်လေ့လာဖို့ဆိုရင်ပရိသတ်သမုတ်ပတ်ကနော်ဘုန်းကြီးတို့အထက်ကရာတွေမှာပြတဲ့စကားအရအသွဲရှစ်သွဲရှိပါတယ်အထူးသဖြင့်ပရိသံပရာမတ်တဝိသုရိမတ်တို့မှာအဲ့ဒီအသွဲရှစ်သွဲလုံးကိုပဲတနည်းအားဖြင့်စွတ်စွတ်စည်စည်မဟုတ်ပေမဲ့ဟိုနေရာဒီနေရာ ြားထားတာရှိပါတယ်အဲ့ဒါတွေပေါင်းလိုက်တော့ရှစ်သွဲဆိုတာတော့တွေ့ပါတယ်เนาะအဲ့ဒီတော့ရှစ်သွဲကခွန်ကြီးတို့ရှစ်သွဲဆိုတဲ့တယုတ်ဒါကအကျဉ်းဥဒိတတခုချင်းတခုချင်း အရာကောက်တာကအကျေနေဒေတဒီလိုမလားရှစ်သွဲဆိုတဲ့တယုတ်ကပါလေအကျဉ်းဥဒိတခေါင်းစည်းပေါ့เนาะခေါင်းစည်းပြီးတော့မှအကျေနေဒေတကိုတခုချင်းတခုချင်းအရာကောက်ရတာပါเนาะ အဲကောင်အကျယ်ကိုဆိုပီးမှအကျဉ်းဆိုတယ်မဲ့အစာအကျဉ်းကိုဆိုပီးမှအကျယ်ဆိုာက စာပေရဲ့သဘာဝနဲ့ပိုပီတော့ကပ်ညီတာဖြစ်တဲ့အတွက်ဘုန်းကြီးတို့ကဘဒုကိုအရင်ဆုံးမလဲအကျယ်ကိုအရင်ဆုံးမလားအကျဉ်းကိုအရင်ဆုံးမလားဘုန်းတော်ပြားစားတဲ့တသွေချင်းကိုအကျယ်ကို အရင်ကောက်မလားခေါင်းစဉ်ရှစ်ခုကိုအရင်ဆုံးမလားဒါဖြင့်ဆွေလိုက်ပေါင်းရှစ်သွဲဆိုသည်မှာ မူလနပြာကတတွေသစ္စာတကုကတတွေလေကုအလဝကတတွေအင်္ဂါအစနပါကတတွေသုံးမသကတတွေဘောသောဝါကတတွေကာလသုံးပြာကတတွေချင်းရမစကတတွေဤရှိတွေတို့ဖြစ်ပါ ုဆုံးနေတာမဟုတ်ပါဘူးเนาะအရာကောင်းနေတာဖြစ်တဲ့အတွက်ဟောသုံးပါးကဒသွဲကာလသုံးမြာကဒသွဲချင်းညာနဲ့ဆဲကဒသွဲဣရှိသွဲတို့ဖြစ်ပါသည် ဖေယားဒီလိုလာမှာပေါ့เนาะစကရေကဣရှိသွဲဆိုသည်မှာဒါကစကားအစနိဒံဣရှိသွဲတို့ဖြစ်ပါသည်ဖေယားဒါကစကားအဆုံးနေကုန်ဒါကမြန်မာစာတို့ရဲ့တဘာဝပေါ့เนาะ အဲ့တော့လင်္ကာကိုဆိုရင်တော့ဝိလနဗျာသစ္စာနကုသဗ္ဗတသန္တရာမတ်လူကြောင့်ဒီဆိုပါရပါတယ်အခုကအရာကောက်နေတာဖြစ်တဲ့အတွက်ဏိဒံကပါလေဣရှိသွေဆိုသည်မှာဒီကုံကပါလေဣရှိသွေတို့ဖြစ်ပါသည်ဖရာအဖုံးနဲ့အပိတ်နဲ့မြန်မာစာရဲ့တဘာဝဒီလိုရှိပါတယ်နော်ကြပြန်ဆိုမယ်ဣရှိသွေဆိုသည်မှာဣရှိသွေ ခြင်းရနစကတသွေအရှိသွေတို့ပြပါသည်ဖြစ်ရာစကားကတော့ဘလို့ပဲဆိုဆိုရတယ်ဆိုပေမဲ့ဒီတန်းခြေတုံးကဘလို့ခြေခဲ့လဲအရှိသွေဆိုသည်မာနော်အရှိသွေဆိုသည်မာနေကုန်ပိတ်တော်အရှိသွေတို့ပြပါသည်ဖြစ်ဒါကပူလှတာပေါ့နော်ခြင်းရနစကတသွေတို့ဖြစ်ပါသည်ဖြစ်ရာမရဘူးလားရပါတယ်ဒါပေမဲ့လည်းပဲ စကားဝကြမပြည့်ဘူးပေါ့နော်မပြည့်ဘူးပေါ့ဟုတ်လားကောင်းပြီဒါဖြင့်တခွချင်းတခွချင်းအရာကောက်တာကတခြားလားနေဒေတာလားနေဒေတာဩဒေတာသွားပြီးမှနေဒေတာသွားရပါတယ်သင်္ခေပသွားပြီးမှဝိထာရသွားရပါတယ်ဒါကဓမ္မစရိယစာကြံတက်ဖူးထားမယ်ဆိုရင်ဩဒေတာတို့နေဒေတာတို့တနော်သင်္ခေပတဲ့ဝိထာရတို့ဆိုတာအထူးပြောစရာမလိုဘူးနော်ဒါတွေကပါပြီးသား မြန်မာစကားမှာလည်းဒါတွေကရှိပြီးသားဟုတ်လားအဲ့ဒီတော့အကျဉ်းပြီးတော့ပဲသွားမလဲအကျဉ်းဩဒိတာပြီးတော့ပဲသွားမလဲနေဒီတာနေဒီတာကြတော့တခုချင်းတခုချင်းအရာကောက်ရမှာပေါ့လေနော်အရာကောက်တဲ့အခါကျတော့ထောင်းတန်ကတော့စပိုင်းကို ထောက်ပြရမှာဖြစ်ပါတယ်ဒါပေမဲ့ထောက်ပြပြပါမယ်နော်တိတ်တော့တောင်းမကြည့်လောက်ပေါ့နည်းနည်းတော့လေးတာပေါ့လေဆိုမယ်ဘုလားနေပြဆိုဒီမှာ အဝိဇ္ဇာခဏရလိုက်ပါခဏရလိုက်ပါ အလဲကောင်ကအဝိဇ္ဇာတဏ္ဏကဝင်ရောပရောင်ကို ပြတဲ့တင်ကြတာဖြစ်ပါ